အားလုံးမင်္ဂလာပါပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Greeting English Unit 12က as and like vocabulary ဘိုင်းကိုတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Greeting 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တစ်စပြေတော့မှဖြစ်လို့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးဥစ္စာမြတ်တရားခံပြစေဟုတ်ကဲ့ပါနောက်ဆိုရင်ကျွန်တော်တို့ as and like ကိုစကြရအောင် ကျွန်တော်ဒီ S and Lucky နဲ့ပတ်သက်ပြီးမှတော့ဒီ unit 12ရဲ့ comprehension ဘက်မှာ comprehension ရော vocabulary ရောကျွန်တော်တင်ထားပြီးသားရှိပါတယ်။အကယ်၍ comprehension ရောဒီ vocabulary ရောနှစ်ခုလုံးတစ်ပြန်နဲ့လေ့လာကြည့်ရအောင်။ညဘက်တော့မှာပေါ်လာတဲ့ video link ကိုနှိပ်ပေးလိုက်ပါခင်ဗျာ။ဟုတ်ကဲ့ဒါဆိုရင် S and Like S and Like ကိုလေ့လာကြည့်မယ်။ Ask ဆိုတာကတော့အဖြစ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဖြစ်လို့ပြောရမယ်။ဘာအဖြစ်ညာအဖြစ်အစရှိတဲ့ပြေပေါ့။ like ကတော့ night share နေရာမှာသုံးတာလိုမျိုးလို့ပြောမှာပေါ့နော် okay study the following isn't pairs and won't as in like use as preposition ဒီသင်ခန်းစာမှာကတော့ as နဲ့ like ကို preposition အနေနဲ့အသုံးပြုတဲ့အကြောင်းကိုလေ့လာမှာဖြစ်တယ်တို့ညာလဲ preposition မဟုတ်တဲ့ဟာကြီးရှိသေးတယ်ဥပမာဒီနံပါတ်အခုဒုတိယ isn't pair လို့ပေါ့နော် Okay. အဲ့တော့ preposition ဖြစ်နေတုံးထားတဲ့ as not like is in believe လေးလာကြည့်ကြအောင်။ ਨੇ he worked for a long time as a teacher in Africa. သူဟာ အာဖရိကမှာဆရာတယောက်အဖြစ်နော်ဆရာတယောက်အနေနဲ့အချိန်ကြာကြီးလုပ်လုပ်ခဲ့တာ historical teaching လို့ပြောတာဖြစ်တဲ့အဲ့တော့ဒီနေ့မှာ SD အဖြစ်လို့ပြောမှာပေါ့ it rained all weekend as we taught it would ကျွန်တော်တို့ထင်ထားခဲ့တဲ့အတိုင်းနော်မိုးဟာတပတ်လုံးရွာခဲ့တာနော် all weekend ဆိုတော့ဆင်းရဲတဲ့ကနေလုံးပြောမှာပေါ့ဗျာ we taught it would rain ကျွန်တော်မိုးရွာမယ်ထင်ခဲ့တာ it really rained တကယ်လည်းမိုးရွာခဲ့တယ် she was in a hotel like me ကြာကြတော့နိုင်ရှင်လိုက်တာဗျာ အဲသူဟာတဲ့ကျွန်တော်လူမျိုးဟိုတယ်မှာပဲအဲ့လိုလုပ်တယ်ဟိုတယ်မှာအဲ့လိုလုပ်တယ်အဲ့တော့သူနဲ့ကျွန်တော်နဲ့ဟာတူတူပဲလို့ပြောချင်တာ we both work in a hotel it's hot in this room it's like an oven ဒါလေဒီအခန်းနဲ့ oven မိဖို့နဲ့ကိုနိုင်ရှင်လိုက်တာဒီမှာဒီခန်းမှာအရန်ပူတယ်မိဖို့လိုမျိုးပဲနော်ဒီလိုမျိုး both an oven in this room are hot လို့ပြောတာဖြစ်တယ် she's got a shore like mine ငါလိုမျိုးသူစမလည်း a shore ပေါ်ွားတထဲရှိတယ်ဒါလည်းနိုင်ရှင်တာပါပဲ both of us have got the same kind of shores their house looks like a castle ဒါလည်းနိုင်ရှင်တာပဲပေါ့နော်ဒီဟာကြီးက the aim the အဲ့ဒီအိမ်ရဲ့ဒီ castle ရဲ့တဲ့ရဲ့ကိုသူနိုင်ရှင်လိုက်တာအဲ့ရဲ့တဲ့ကြီးက sorry အဲ့ဒီအိမ်ကြီးကရဲ့တဲ့ကြီးနဲ့တူတယ်ဒါ the appearance of house and that of a castle is compared အဲ့တော့ဒါဒီဒီအိမ်ရဲ့ပုံပန်းတံတန်နဲ့ ရဲတိုက်ရဲ့ပုံမှန်တိုင်းကိုနိုင်ရှင်တာဖြစ်တယ်အဲ့တော့ခြုံမပြောရမယ်ဆိုရင် S ကတော့အနေနဲ့အဖြစ်လို့တိပရပြီးတော့မှ like ကတော့နိုင်ရှင်တဲ့နေရာမှာသုံးတယ်လူမျိုးเนาะအဲ့လိုမျိုးသုံးတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့သူဘယ်လိုရှင်းပြထားလဲဆိုတာကိုလေ့လာကြည့်ကြမယ်အပြင်ကျွန်တော်တို့အလင်းတင်တင်တယ်လို့ကျွန်တော်ဒီ Cambridge ကထုတ်ထားတဲ့ Roman Murphy ရဲ့ business grammar city ရလဲကျွန်တော်တွေ့လာကြအောင်မယ်ပေါ့နော် okay the use of as as ရဲ့အသုံးက as noun preposition နဲ့အသုံးမှာဆိုတော့ noun ရဲ့အရှိမထားသုံးတယ် means in the role of in the role of ဆိုတာကအဖြစ်အနေနဲ့ဆိုတဲ့အဓိပ္ပာယ်တဲ့ in is commonly used to talk about jobs အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှအသုံးများပါတယ် as ကို as is also used to compare something that is the same as something the as ကိုလဲတခုတခုခုနဲ့တထရာတဲ့တူတယ်လို့နိုင်ရှင်ခြင်းလဲပဲသုံးပါတယ်တဲ့ ်အော်ဒါမို့ innocent condition အခြေအနေတွေတထရာတဲ့တူနေရဆိုရင်လည်း s ကိုသုံးလို့ရပါတယ်တဲ့โอเคဒါတူရှင်းပြထားတဲ့အတိုင်းပေါ့နော် the use of like like ရဲ့အသုံးကကြတော့ရော like နဲ့ noun နဲ့တွဲမှသုံးမယ်ဆိုရင် similar to to တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ် in the same way as tony land တိုင်းပဲဆိုတဲ့အဓိပ္ပာယ်ရတယ် similar to to တော့ဆိုတဲ့အဓိပ္ပာယ်ပြောမှာပေါ့နော် when we compare appearance behavior we use like not as ကျွန်တော်တို့ appearance ပုံပန်းတန်တန်နဲ့ behavior အပြုအမူတွေကိုနိုင်ရှင်ခြင်းတဲ့အခါ like ကိုပဲသုံးတယ် not as as ကိုမသုံးပါဘူးတဲ့ okay example လေးကြည့်ကြမယ် she was the school as a teacher သူဟာဒီမှာဆရာတယောက်ဆရာမတယောက်ဖြစ်လှုပ်လှုပ်တယ်အဲ့တော့ဒီနေမှာ in the role of sorry သူရဲ့အလုပ်ကိုင် job ကိုပဲပြောချင်တာ but she doesn't dress like a teacher သူဟာဘယ်တော့မှနော်ဆရာတယောက်လို့မဝတ်စားဘူးအဲ့တော့သူဝတ်စားဝတ်စားပုံနဲ့ဆရာတယောက်ဝတ်စားပုံနဲ့ကိုနိုင်ရှင်လိုက်တာ she always dress like a model သူဟာ model တော့လည်းပဲဝတ်စားစီရင်အဲ့တော့ ပြည်ဝစားစီရင်ပုံကို night ရှင်မှာပြောခြင်း like ကိုတုံးတာ s ကတော့အလုတ်တွေကိုပြောခြင်းရင်အနေနဲ့အဖြစ်လို့ပြောခြင်းလဲဆိုရင် s ကိုတုံးတာဖြစ်ပါတယ်တဲ့ okay ဒါဆိုရင်ကျွန်တော်တို့ exercise ကိုလုပ်ကြမယ် exercise မှာကျွန်တော်တို့လိုအပ်ရင်ဒီ basic grammar ကိုတွားရတည်တာပေါ့နော် okay complete the following sentences using s or like s နဲ့ like ကိုတုံးပြီးတော့မှစာကြောင်းတွေကိုဖြည့်ဆည်းပေးပါ1 i'm attending the meeting an observer โอเคကျွန်တော်ဒီအစည်းအဝေးကိုတက်နေတာတဲ့အစည်းအဝေးကိုတက်မှာပေါ့နော်ဘာဖြစ်လဲ as an observer လေလာသူတယောက်အနေနဲ့ပဲတက်မှာโอเคဒါလေလာသူတယောက်လူမျိုးတက်မှာလေလာလေလာလူတယောက်လူမျိုးကိုကဟန်ဆောင်ပြီးတော့မှတက်မယ်လို့ပုံစံစတိုင်ဖြစ်နေရပေါ့နော် like ကိုသုံးမယ်စေအဲ့တော့လေလာသူတယောက်ဖြစ်နေတက်မှာလို့ပြောမှဆင်ပြေမှာဖြစ်ပါတယ် number 2 the baby is more his mother than his father ကလေးဟာသူ့ရဲ့အဖေထက်ကိုအမေနဲ့ပိုပြီးတော့မှဖြစ်မှာလဲတူတယ်ပေါ့ဒါတော့နိုင်ရှင်တာဖြစ်တယ် like ပဲသုံးရမှာ okay number 3 there is too much traffic in london ဘလဘလ in new york like တုံးမလား as တုံးမလား okay ဒီနေရာမှာသတိထားရမှာကကျွန်တော်တို့ဒီဟာကနောင်တစ်ခုကိုနိုင်ရှင်တာမဟုတ်ဘူးဆိုတာပဲ condition တစ်ခုကိုနိုင်ရှင်တာအဲ့တော့ there is too much traffic in london london မှာမိပွင့်ကြက်တယ်ကားကြက်တယ်အဲ့တော့နယူးယောက်မှာကြက်တယ်လို့မျိုးပြောနေတာကသူ့ရဲ့နောက်မှာကျွန်တော်တို့ T H E R E there is အဲဒါလေးက there is in london sorry there is in new york လို့ဖြည့်ရမှာပေါ့သူကမြုပ်ထားတာ there is ဆိုတာပေါ့အဲ့တော့ဒီလိုမျိုး subject verb အဲ့လိုမျိုးရေးချင်တာဆိုကျွန်တော်တို့က like ကိုမတုံးဘူးခင်ဗျာ as ကိုပဲအတုံးများတာဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ခုနကကြာလေးလာကြမယ်အဲ့တော့သူက there is too much traffic in london as there is in new york လို့ရေးရမှာတို့တော်ကြသူကမြုပ်ထားတာဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကဘာနာမည်သုံးရလဲဆိုရင် as ကိုပဲသုံးရပါတယ် like in new york လို့ကအတုံး um နေတယ်တဲ့ထူးဆန်းနေတယ်ပေါ့နော်အဲ့တော့ there is too much traffic in london like in new york လို့ပြောတာကတဲ့ in new york ဆိုတာကြီးက depress ကြီးကနောင်မဟုတ်လို့ like ကိုမတုံးပါဘူးလေခင်ဗျာ okay number 4 we are late for the rain sorry for the train ကျွန်တော်တို့ရထားနောက်ကျနေပြီ we have to run ငါတို့ပြီးရတော့မယ်လေအဖြစ်နဲ့ပြီးရမလားเนาะ magic wand လေးနဲ့ model တန်လေးနဲ့ twin နဲ့သူ့လေဖြစ်ပြောင်းပေးလိုက်မှာမဟုတ်ဘူးလေလိုမျိုးပဲအမြန်ပြီးရတော့မယ်လို့ပြောချင်တာဒါကြောင့်မို့ night channel ဖြစ်တဲ့အတွက် like ပဲပြောမှာပါ now fine i'm your friend ငါမိတ်ရဲ့မိတ်ဆွေတဲ့ငါမိတ်ဆွေတယောက်လူမျိုးလို့ပြောမလားမိတ်ဆွေတယောက်အနေနဲ့ငါမိတ်ကိုပြန်စင်စားဖို့အကြံပြုပြရသေးဆိုမိတ်ဆွေတယောက်လူမျိုးဆိုတော့ မိတ်ဆွေတယောက်လို့ဟမ်ကိုကတကယ်မိတ်ဆွေမဟုတ်ဘူးမိတ်ဆွေတယောက်လို့မျိုးကပြောမယ်ဆိုတော့ဒီမဟုတ်ဘူးလေဗျာမိတ်ဆွေတယောက်ဖြစ်နေအဲတကယ်ချင်းတယောက်အနေနဲ့လို့ပြောချင်တာအကြောင်းမို့ S Okay နမစေ I want to join the Air Force လေးတပ်ကို join ချင်တာတဲ့ A fire jet pilot to have fire fighter jet pilot တကယ် fighter jet လေယာဉ်မှုတယောက်ဖြစ်နေလို့ join ချင်တာလေယာဉ်မှုတယောက်လို့မျိုးဆိုဟန်ဆောင်မတော့လို့ဖြစ်နေမယ်အဲ့တော့ S ပဲသုံးပါပါနမ7 Okay, my father gave me this watch about the present. ဒါကြတော့ဗာပဲသွားတော့မှာလဲ။ဒီဒီနိုင်ကို like ထည့်လိုက်မယ်စင်။ like ထည့်လိုက်မယ်စင်။မွန်းနေ့လက်ဆောင်လူမျိုးပေးခဲ့တာတကယ်တော့မဟုတ်ဘူးပြောတော့မှာ။အဲ့တော့ s ထဲမှာပဲပတ်လေးလက်ဆောင်ဖြစ်ပေးခဲ့တာလို့ဖြစ်ရမှာပါ။ s ဖြစ်ပါတယ်။ Okay, နောက်တစ်ခု I'm afraid I can't meet you tomorrow. ငါစိတ်မကောင်းဘူးမင်းတို့ကမင်းကိုမတွေ့နိုင်ဘူးငါမင်းနဲ့မတွေ့နိုင်ဘူး we have plan ဒီလိုမျိုး subject verb တွေအနောက်မှာပါတယ်ဆိုရင်ကျွန်တော်တို့က S ကို33 Like ကို33ရတော့ရတယ်တို့ညာလဲ S ကပို့ပြီးတော့မှသုံးပါတယ်ကျွန်တော်တို့ကြည့်ကြမယ် Edit တော့ကျွန်တော်ရဲ့ Okay ဒီနေရာမှာပေါ့နော် Okay ဒီမှာ S as in our in the same way as loop uh, in the same condition as to be on as in our တဲ့ it was to as i show to subject verb လိုက်တယ်เนาะဒီဟာကိုကျွန်တော်တို့က as na like နဲ့ပြောမယ်ဆိုရင်တော့ And lobiomless, like I show where people, as I show where people, yare, no? we me, the as usual, as always, the other Kunonga don't name Simu, Messimu. Yeah, must sometimes as subject vanet, don't we so in other meanings after do. Oh, well, you can do as you like. They did as they promised. As you know, as I said, as she expected, as I thought. အဲ့တော့ as you know is I'm about the next week you know this already ဒါကိုသိပြီသား and he fake his driving test as he expected သူမျောလင်းထားခဲ့တဲ့အတိုင်းဒါ he expected this အရင်ကမျောလင်းထားပြီးသားဒီလိုမျိုးဆိုရင်ကျွန်တော်တို့က as ကိုပဲသုံးတယ်ကိုတိထားပြီးသားကိုမျောလင်းထားပြီးသား ဖြစ်ပြီးသားပြီးသားအရာမျိုးဆိုရင် like it not usual in this expression ဒီလိုမျိုး expression တွေမှာအတုံးလုံးတွေမှာ like က not usual ပုံမှန်မဟုတ်ဘူးတဲ့အတုံးမများဘူးလို့ပြောချင်တာဒီမှာတော့ as sign set ပဲဖြစ်ဖြစ်เนาะ like and set ပဲဖြစ်ဖြစ်ရတယ်တော်တော့အပေါ်က situation တွေမှာဆိုရင် as ကိုပဲအတုံးများတယ်လို့ဒီမှာရှင်းပြထားပါတယ် okay ဒါဆိုရင်တော့စင်ပြေလိုက်မယ်လို့ထင်တယ်ကျွန်တော်တို့ဒီလိုတော့ကြောင့်ဆိုဗျာ okay ဒီမှာအဲ့တော့ကျွန်တော်တို့က subject verb ပါတယ်ဆိုတော့ သူ့ကိုကျွန်တော်တို့ကစီစဉ်ထားတဲ့အတိုင်းဆိုကိုတိပိစားဖြစ်တဲ့တွေပါပဲသွားမှာလဲဆိုရင် S ကိုပဲသွားမှာဖြစ်ပါတယ်။ Okay. Number 9 he is 18 to a session နေရှိပြီ but he sometimes behaves. ခါတယ်မှာသူဟာကလေးတယောက်အဖြစ်လားကလေးတယောက်လူမျိုးလားဒါနိုင်ရှင်တာပေါ့နော်သူက behavior နိုင်ရှင်နေတာကြောင့်မိုးသူကပါပဲသုံးမှလည်းဆိုတော့ like ပဲသုံးရမှာပါ Okay number 10 she is a talented writer သူဟာတကယ့် parmi ရှိတဲ့စာရေးဆရာတယောက်ပဲ most of her family are သူရဲ့မိသားစုတွေအဲ talented writer တွေဖြစ်ကြတယ်လို့မျိုးပဲသူလည်း talented writer ပဲလို့ပြောမှာဒါကြောင့်မို့ nice ရှင်တာဖြစ်တာကြောင့်မို့ like ကိုတော့မှာဖြစ်ပါတယ် okay ဒါဆိုရင်တော့အားလုံးစီမံသွားလိုက်မယ်လို့ထင်တယ်ဆင်မပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပေးပါဗီဒီယိုလေးကိုဆုတောင်းကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်းဆုတောင်းကြရအောင်အသံမကြီးရင် channel လေးကို like နဲ့ subscribe လုပ်ပြီးမြတ်တရားခံပြရသေး bye bye